တံဘူးရှိတဲ့စကားဒါကြတော့ရှားဖွေပြီးတော့ကိုနားထောင်ရမယ်မှန်ပါဗျာတံဘူးရှိတဲ့စကားတဲ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မေဃိယတုတ်တံကိုနည်းနည်းလေးဏိကုံးချုပ်ပြောခြင်းမေဃိယဆိုတဲ့ယဟန်တစ်ပါးရှိတယ်နော်မြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အလုအကျွေးယာယီသူဆောင်ရွက်တဲ့ရှင်အနန္ဒအလုအကျွေးမလုခင်တော့ကပေါ့လေအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားနဲ့တွေ့ရင်းနဲ့ ိုးခလန်းလန်းမှာတရက်ဥယျင်ကြီးမှိုင်းညို့ပြီးတော့မြင်တယ်။မြင်တော့မြတ်စွာဘုရားတဲ့။တပည့်တော်အဲ့ဒီတရက်ဥယျင်ကြီးကိုလည်းမြင်တော့တရားသွားအထုတ်ခြင်းစိတ်တွေအယံပေါက်တယ်။တပည့်တော်အဲ့ဒီသွားပါရစီ။အဲ့တော့မြတ်စွာဘုရားကချက်သားငါဖရာတပါးတည်းနောက်ထပ်အလုအကျွေးယဟန်တပါးလာသည်အထိစောင့်ဆိုင်းမှာ哦။အရှင်ဘုရားတဲ့။တပည့်တော်သွားတရားအထုတ်ပါရစီ။ အရှင်ဘုရားကတရားအထုတ်เสียမလို့တော့ဘူးတဲ့ပြီးပြီးသားတပည့်တော်အခုမှပုထုဇဉ်ပဲရှိသေးတယ်ဒါကြောင့်တပည့်တော်ကိုခွန့်လွတ်တော်မူပါဟောအဲ့ဒါလို့တောင်းလျှောက်တာနော်အဲ့တော့မြတ်စွာဘုရားက၃ချိန်တားတယ်မရအောင်ဂိုင်းတရားအထုတ်ခြင်းလို့သွားတယ်ဆိုတော့ငါပဲတားလို့ဖြစ်တော့မှာပေါ့သွားလေဆိုတော့ဘုရားရဲ့တပည့်သင်္ကန်းကိုအဲ့ဒီနာ အသာချထားခဲ့ပြီးတော့သွားတာဗျာတရားအထုတ်ခြင်းလွန်းတဲ့စိတ်နော် အဲ့ဒါကလည်းသူကအဲ့ဒီနေရာနဲ့သူနဲ့ကဓက်ခိုက်နေတာအဲ့ဒီတရဲ့ဥယျာဉ်ကြီးကတစ်ချိန်လုံးကသူကရှင်မင်းဖြစ်ပြီးတော့ထီနန်းဆွဆန်ခဲ့တဲ့နေရာကြီးတဲ့ဒါသူမသိပါဘူးဘဝလောကဆိုတာတိတ်ဆန်းကျယ်တယ်ဗျနော်အဲ့ဒါနဲ့အဲ့ဒီနေရာလေးရောက်ရောသူကအဲ့ဒီတရဲ့ဥယျာဉ်ကြီးရဲ့အလေကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့မယ်တရားနှလုံးတွေကျင့်သုံးပြီးတော့ပီတိတွေဖြစ်နေလိုက်တာအော်တိတ်ရှိလို့အေးချမ်းလိုက်တာအယောင်နောက်ကျလိုက်တာအဲ့ဒါလိုဖြစ်တာခဏလေးနေရော အဲ့ဒီပီတိတွေအဲ့ဒီတရားသဘောတွေဘယောက်တော့မှမသိဘာတွေဖြစ်လာတုံးဆိုတော့ကာမဝိတ္တဖြာပါဒဝိတ္တဝိဟိန္ဒဝိတ္တတွေတစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့အဲ့ဒါနဲ့သူချွေးတွေတောင်ပြန်လာတယ်လို့ဆိုတယ်အဲ့ဒါနဲ့သူတရားချပြီးတော့သူ့ကိုယ်သူစဉ်းစားတယ်အော်အံ့ဩစရာကောင်းလိုက်တာငါယုံကြည်မှုနဲ့ယဟန်ဘဝကိုရောက်ခဲ့တာငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ဒီနေရာမှာမြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးတော့လာခဲ့တာ ဘယ်နဲ့ကြောင့်ဒီဝိတက်ဆိုးတွေဝင်နေပါလေဖယ်လို့ကိုမရဘူးဖြစ်နေတာအဲ့ဒါသူရှင်မင်းဘုရားကဖြစ်ခဲ့တဲ့အကြံတွေကအခုချိန်မှာလိုက်ပြီးတော့ဓာတ်ခိုက်နေတာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားစီကိုသူကြွသွားတယ်ဟိုကြတော့မြတ်စွာဘုရားကိုလျှောက်တယ်အံ့ဩတယ်ဗျာတပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာရည်ရွယ်ချက်ကောင်းနဲ့သွားတာအတွေးတွေကချိုနေလိုက်တာမပြောနဲ့တော့စိတ်များထိမ့်ရသိမ့်ရတိတ်ခတ်တာပဲဗျာအဲ့ဒီမှာမြတ်စွာဘုရားက จิตตาစိတ်ဆိုတာအင်မတန်လျက်ပေါ်လော်လီတယ်အင်မတန်တုံလှုပ်တယ်ဘာဝနာဘက်ကိုတင်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာနေနေကြငါးကိုကုန်းပေါ်မှာပြစ်တင်လိုက်တော့တစ်ဖြက်ဖြက်တုံလှုပ်သလိုမျိုးပဲတဲ့ကာမအာယုန်နေထဲမှာအမြဲနေခဲ့တဲ့စိတ်ကိုစိတ်ငြိမ်ရာတိတ်ဆိတ်ရာလဲတင်လိုက်ရော လုံးဝအိမ်ဒီမရဘူးဖြစ်သွားတယ်တဲ့ဒါကြောင့်တဲ့ လေးသမားဟာသူ့ရဲ့မြားတံကိုမိအပူပေးပြီးတော့ဖြောင့်တယ်လို့ပညာရှိတဲ့လူဟာကိုယ့်ရဲ့စိတ်ကလေးကိုဖြောင့်မတ်အောင်ပြုတ်ပြီးတော့ယုံထွက်နိုင်ခဲ့တဲ့ဒီမန်နဲ့ရဲ့လက်ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်။ဒီမန်ရဲ့ကိလေသာမန်ရဲ့လက်ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်လို့တရားဟောတာ။အဲ့ဒီမှာတလက်စတဲ့မြတ်စွာဘုရားဘာပြောလဲဆိုတော့စေတောဝိမု ക്തി အရဟတမေအရဟတဖို့လို့ခေါ်ရတဲ့ စိတ်ရဲ့ကိလေသာကလွတ်မြောက်ခြင်းလို့ဆိုရတယ်စေတောဝိမု ക്തി နော်အဲ့ဒီစေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရား၅မျိုးရှိတယ်ပိဋကရဲ့တရားကနည်းနည်းလေးနဲ့လာတယ်လို့ထင်ရတယ်နော်အရဟတမအရဟတဖုကိုရင့်ကျက်စေတဲ့တရားဘယ်နှပါးရှိတယ်၅ပါးရှိတယ်နံပါတ်1မိကောင်းဆွေကောင်းတဲ့နော်နံပါတ်2ပါတိမောက္ခတံဝရတိလကိုခြင်းတရားတဲ့ ုတ်လားနံပါတ်3စကားကောင်းကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဟုတ်လားနံပါတ်4မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာထက်တန်တဲ့လုံလဝရိယရှိရမယ်တဲ့နံပါတ်5ဖြစ်ချင်းပြက်ချင်းကိုထွတ်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်တဲ့